အင်္ဂလန်အသင်းအားလာဗီယာအသင်းနဲ့2026ကမ္ဘာဖလားခြေစဉ်ပွဲမှာ၃ဂိုးကိုမရှိတဲ့အနိုင်ရရှိခဲ့ပေမဲ့ဒုတိယပိုင်းအစမှာအနည်းငယ်ရုန်းကန်ခဲ့ရတယ်လို့နီးပြတူချေကဝန်ခံခဲ့ပါတယ်။တူချေကလွယ်ကူတဲ့ပွဲတော်မဟုတ်ပါဘူး။ကောင်းတဲ့အရာတွေအများကြီးတွေ့ခဲ့ရသလိုအခွင့်အရေးကောင်းနေလဲဖန်တီးနိုင်ခဲ့ပါတယ်။တွင်းကိုရရှိဖို့အတွက် free kick ကန်ချက်လိုအပ်ခဲ့တာပါ။စိတ်နေစိတ်ထားစွန့်ရင်စန္ဒာတီနဲ့အတူကျွန်တော်ပျော်ရွှင်ပါတယ်။ဒုတိယပိုင်းမှာကျွန်တော်တို့စတင်မှုကနှေးကွေခဲ့ပြီးလှုပ်ရှားမှုတွေလည်းအနည်းငယ်ပဲပြုလုပ်ခဲ့တာကအထိတ်ပဲရှိပါဘူး။ ဒုတိယကိုရယူနိုင်ခဲ့တာကကောင်းမွန်ခဲ့ပါတယ်။ကျွန်တော်တို့ကဂိုးမသွင်းနိုင်ငံအချိန်ထိအနေငယ်ရုန်းကန်ခဲ့ရပါတယ်လို့ပြောခဲ့တာပါ။လာဗီယာအသင်းရဲ့ပွဲစဉ်မှာအင်္ဂလန်အသင်းအတွက်ဂိုးတွေကို Reece James, Harry Kane နဲ့ Eze တို့ကသွင်းယူခဲ့ကြတာဖြစ်ပါတယ်။အင်္ဂလန်အသင်းဟာနီးပါးသစ်တူချဲလက်ထက်ကစားခဲ့တဲ့နှစ်ပွဲစလုံးပေးကိုမပေးရဘဲရာနှုန်းပြေနိုင်ပွဲရယူထားနေတာပါ။အင်္ဂလန်အသင်းဟာဒီပွဲမှာဘောလုံးပိုက်ဆိုင်မှု84%ရခဲ့နှုန်း၊ဂိုးပေါက်ကန်သွင်းမှု28%နဲ့ဂိုးပေါက်တက်မှု8%ရှိခဲ့ပေမယ့် ဒုတိယပိုင်းအစမှာကစားခဲ့တဲ့ပုံစံကိုနီးပြတူချဲကအတိတ်ပဲမရှိဘူးလို့ပြောခဲ့ပါတယ်။လက်ဗီယာတင်းတဲ့ပွဲစဉ်မှာ free kick ကန်ချက်ကနေလှပတဲ့ကူးသွင်းယူခဲ့တဲ့ Reece James ဟာ2022ခုနှစ်စက်တင်ဘာလနောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်အင်္ဂလန်အသင်းရဲ့ပွဲထွက်လူစည်းရေးနဲ့ပါဝင်ခဲ့တာပါ။ Reece James နဲ့ Chelsea အသင်းမှာအတူလက်တွဲခဲ့မှုတဲ့နီးပြတူချဲကသူ့ရဲ့အရေးအတွေးကိုတည်ပြီးသူဟာတန်ရာကြောင့်ပွဲအများပြမကစားထားပေမဲ့ကောင်းမွန်တဲ့ပုံစံရှိတယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီအပြင်နီးပြတူချဲကကွင်းလက်လူပယ်လင်ကန်ကိုလူစားလဲခဲ့တာက အနီးကပ်ထိမှကိုရှောင်ကျင်တဲ့အတွက်ဖြစ်တယ်လို့ပြောခဲ့ပါဗျ။အင်္ဂလန်အသင်းအားနောက်ထပ်2026ကမ္ဘာဖလားခြေစစ်ပွဲအဖြစ်အန်တိုရာအသင်းနဲ့ဂျွန်လ9ရက်မှာရှင်ပြိုင်သွားမှာဖြစ်ပါတယ်။